ဒီတစ်ခါမှာတော့ဒိုင်နိုဆောမပေါ်မီကဘာလာလို့ခေါ်ဆိုရမယ်ပါမီယန်ခစ်ပါမီယန်ပီရီယတ်အကြောင်းကိုတင်ပြချင်ပါတယ်ဒီခစ်ကြီးဟာလွန်ခဲ့တဲ့နှစ်တန်300ဆက်တင်ခဲ့တာပါအစောပိုင်းခစ်အခြေအနေကိုကြည့်ရအောင်အဲ့ဒီတော့ကကဘာမြေမြန်မှာမြေတို့ရဲ့သုံးပုံတပုံကိုလွှမ်းခြုံထားတဲ့ပန်ဂျီယာဆိုတဲ့စူပါတိုက်ကြီးတစ်ခုမြဲသာရှိခဲ့ပါတယ်โอเคကဘာမြေပြင်မှာရှိတဲ့အောက်ဆီဂျင်ပမာဏကလည်းယနေ့ခစ်ထက်အများကြီးနည်းပါးခဲ့ပါတယ်ပါမီယန်ခစ်ရဲ့အစောပိုင်းဟာရေခဲခစ်ကုံဆုံးကြီးကမို့ အပူချိန်က၄ဒီဂရီစင်တီဂရိတ်သာရှိနိုင်ပေမဲ့နောက်ပိုင်းမှာတော့ကဘာကြီးပူနွေးလာပြီးပန်ကြီးရဟာစိန်လန်းဆိုပြတဲ့တိုက်ကြီးတစ်ခုဖက်လာခဲ့ပါတယ်။ဆက်လက်ပြီးနှစ်တန်းတစ်ခုထုံ390ခန်းမှာတော့ကဘာမီဟာမီးထောင်များရဲ့မြင်းနေရထင်လာခဲ့တယ်။ပင်းထန်တဲ့လာဗာကြီးပောက်ကွေးမှုကယာဒီဥရုနဲ့မြင်းမျက်နှာပြင်ကိုပြောင်းလဲစေပြီးရှေဟောင်းပါမီရဲ့မိုးတေတော်ဒီဖြစ်ပေါ်လာဖို့လမ်းဖွင့်ပေးခဲ့ပါတယ်ခင်ဗျာ။ထိုခေတ်ကတက်ရှိတွေကိုကြည့်မယ်ဆိုရင်ပြန်တက်တဲ့အင်းဆက်တဲနဲ့အန်အော့စရာကောက်တာကငတ်အရွယ်အစားရှိတဲ့ရှေဟောင်းပိုးဟာများအပါဝင် အန်အော့ဖ်ဝဲဆီယာတက်ရှိမျိုးစုံနေထိုင်ခဲ့ကြရတယ်လို့မှတ်တမ်းတွေကဖော်ပြပါတယ်။ဘာမီယန်ခေတ်အလဲပိုင်းနှစ်တန်း93ခန့်မှာတော့မြီးတံတွေကဖန်လုံကင်းတက်ငွေတွေကိုလေတို့တဲ့ဆက်ထုတ်လို့တာကနေကဘာကြီးကိုဆက်လက်ပူနွေးစေခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကပင်လယ်ရောက်တက်ရှိတွေကတော့ဒီပြောင်းလဲမှုကိုလိုက်လော်ညီတွေဖြစ်အောင်နေထိုင်ပြီးအသက်ရှင်နိုင်ခဲ့တယ်။တိုးတော်နှစ်တန်းငယ်ခောက်ဆက်ခန့်ဘာမီယန်ခေတ်နောက်ပိုင်းမှာပန်ကြီးရတခွလုံမီးတံပေါက်ကွဲမှုတွေထပ်မံဖြစ်ပေါ်တဲ့အခါလေတို့တဲ့ရှိအောက်ဆီဂျင်ဟာတစ်ဆင်ရာခိုင်နှုန်းသာကျဲရှိတော့တယ်။ အပူချိန်ကလည်းဆက်လက်မြင့်တက်လာပြီး28ဒီဂရီစင်တီဂရိတ်ခန့်အထိရောက်ရှိခဲ့ပါတယ်။ထိုးချိန်ကပါမီယန်ခစ်ကဘာကြီးဟာတဖြည်းဖြည်းပူလာတဲ့လုံးဝင်သောမီးဖို့တဖြည်းအသွပြောင်းမဲ့ခဲ့တာပါပဲ။ရှစ်တန်းအကြာနှစ်တန်း250နှစ်ခန့်မှာတော့လှပတဲ့ပါမီယန်ခစ်ကဘာကြီးဟာပြီးဆုံးသွားခဲ့ပါတယ်။ဒီအချိန်မှာကဘာဘရမအပြင်နှစ်ဒရိဆန်95ရာခိုင်နှုန်းကျော်တည်ဆုံးခဲ့ရပါတယ်။ဒီကြမ်းတမ်းတဲ့ကာလကိုမဟာတည်ဆုံးမှု The Great Dying လို့ခေါ်ဆိုပြီးတဟမတိုင်းတင်ထားတဲ့မြို့ဆန်ရင်ဖိရမှုထဲမှာအဆိုးရွားဆုံးဖြစ်ပါတယ်ခင်ဗျာ။တိပလန်ဘီနာရှင်အများစုက ီမျိုးတင်ရင်းမှုဟာတိုက်တဲ့တစ်ခုလုံးမှထစ်ပွားခဲ့တဲ့ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတွေကြောင့်လို့ယုံကြည်ကြပါတယ်။မီးတောင်ပြအများများကလေလို့တဲ့ထုတ်လုခံရကနေနေအောင်ကြီးကိုလုံးဝနီးပါပိတ်ဆော်ခဲ့တာပေါ့။နေအောင်ကြီးဟာကမ္ဘာမြေပြင်ကိုမရောက်တော့တဲ့အခါအပြင်တွေကအလိုမီစုဖွဲ့မှုမပြုတ်နိုင်ပဲတည်ဆုံးခဲ့ရပါတယ်။အစာကွင်းရဲ့အရေးကြီးပါတဲ့အစိပ်ပိုင်းထစ်တဲ့အပြင်တွေမရှိတော့တဲ့အခါဒရိရှန်တွေကလည်းဆက်လက်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်။ဒီပြည်စုံမှုကြောင့်ပင်လယသက်စု95ရာခိုင်နှုန်းကျော်နဲ့ကုန်းနီကျော်လွှဲစုံတို့ဒီ86ရာခိုင်နှုန်းကျော်ဟာမျိုးတင်ခြင်းခဲ့ရပါတယ်။ သို့တော်လည်းအတိတ်ကမျိုးတင်ခြင်းမူအားလုံးဟာလူသားမျိုးတအပါဝင်မျိုးစင်တက်များစွာကိုကြီးထွားလာပြီးယနေ့အထိဆင်အေးကြောင်းလဲသွားဖို့အထောက်အကူဖြစ်ခဲ့တဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုမိကုံချုပ်လိုက်ပါတယ်ခမန်း